မင်္ဂလာပါမျိုးတွေကျမမဘုဒ္ဓမာရေးပါရှင်ဒီနေ့နောက်25ခုနှစ်ချုံ3ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျမကဘီခံဖြိုးပါတဲ့ဥကရာဥခင်ရင်နဲ့ဘူးလက်ဥလာဆိုရဲ့ပြောဆိုမှုလေးတွေနဲ့ပတ်သက်လို့ကျမရဲ့အမြင်လေးကိုတုံ့ပြန်တင်ပြပေးကျမရေးဥစွာအနေနဲ့ကတော့ចောင်းသားမောင်မဲလေးကြီးဖြူစိမ့်လေးတစ်ဝက်ပြီးចောင်းသွားနေတဲ့မြင်ကွင်းလေးတွေမြင်ရတာအတိတ်ကမှချက်တည်ရှိပါတယ်ရှင်အဲကျမဆိုလို့ရှိရင်မနေ့ကပေါ့နော်ကျမရဲ့ဒူမာလေးကိုចောင်းလိုက်ပို့ရင်းနဲ့ဒီចောင်းသားမောင်မဲလေးကြီးနိုင်ငံတော်တချင်းစုပ်ပြီးနိုင်ငံတော်လှန်ကိုအလေးပြုနေတာမြင်ရတဲ့အခါမှာ တက်သိန်းလေးထားပြီးတော့မြေပပောက်ကြခဲ့မနက်ကနော်ဒီကြောင်သားမောင်မွေးလေးတွေနိုင်ငံတော်တချင်းစိုးပြီးနိုင်ငံတော်အလံကိုအလေးပြုနေကြရဲနောက်တစ်ခုမြမအကြောင်းတချင်းပေါ့နော်ဟောကိုရီအဲ့ဒီကလေးဘွားတော့ပေါ့ပေါ့ပဲနေခဲ့ဘူးလားနော်အာနိုင်ငံတော်ချင်းဆိုလို့ရှိရင်လည်းဒီလိုပဲကျမတို့ပေါ့ပြက်ပြက်ဆိုခဲ့တာပေါ့နော်ဒီတောင်စုကိုလက်ဖက်ကျွေးလို့ပိုင်နာလို့တည်ခဲ့မြမအကြောင်းသားနိုင်ငံတော်တင့်စော်တယောက်ရှိရမည်ရှိရစော်ကလည်းချော်ရမည်ဥစ္စာလည်းပေါ်ရမည်အာကိုရီအဲ့လိုကျောင်းသားဘွားကိုရီအဲ့ဒီလိုပေါ့ပြက်ပြက်နဲ့ စိုးခဲ့တဲ့ဒီတချင်းကြီးရဲ့အနှစ်ပါတော့အဲ့ဒီတချင်းကြီးမှာပါတယ်ဇာတိဝေဇာတိမယ်နေရအခုလိုအတက်ရွယ်တခုရောက်လာတဲ့အခါမှာအခုလိုမျိုးနိုင်ငံရေးအကျက်တဲကြီးမှာနော်ပညာရေးဘုဖတ်ပေါင်းဆောင်နဲ့နှောက်ရှက်ဖြက်စည်းနေတဲ့အချိန်ရောက်မှာဒီမှာပါတဲ့တချင်းကြီးရဲ့အနှစ်ပါတာတွေဒီမှာပါတဲ့ဇာတိတွေဇာတိမယ်နေရကျမတို့တွေးကိုပတ်ပတ်ဆူဆူစီတယ်နော်ဆမမနဲ့ကတည်းကလေးတွေကြောင်းသားမောင်မယ်လေးတွေမူလာတဲ့ကလေးလေးတွေနိုင်ငံတော်တချင်းဆိုပြီးအလေးပြုနေတာမြမကြောင့်တချင်းဆိုတာကိုကြည်ပြီးတော့ ကိုယ့်ရဲ့ငယ်စဉ်ဘဝကိုတန်တားမိတို့လို့ကျွန်တော်မျက်ရည်လည်းကြားခဲ့ရပါတယ်ဆိုတော့ပန်းတိုင်းပွင့်စေချင်ပါတယ်ပွင့်သောပန်းတိုင်းကိုလည်းမွှေးစေချင်ပါတယ်ပွင့်သောပန်းတိုင်းကိုလမ်းစေချင်ပါတယ်ဒါကြောင့်မလို့ကျွန်မမဘုဒ္ဓကနေပြီးတော့ပန်းတိုင်းပွင့်၍ပွင့်သောပန်းတိုင်းမွှေးပါစေပွင့်သောပန်းတိုင်းလမ်းပါစေလို့ဥစွာသုတမေတ္တာပို့တာပါတယ်ရှင်ဟုတ်ပြီဒီနေ့ကျွန်မပြောမှာကတော့ဒီခိုင်မျိုးပါတဲ့ဥက္ကဋ္ဌဦးခင်ကြီးတောင်းပေါ့ဒီခိုင်မျိုးပါတဲ့ဥက္ကဋ္ဌဦးခင်ကြီးကသူတို့လှဲကူးမျိုးနဲ့မှာဒီခိုင်ဖြိုးပါတီငွေတွေနဲ့တွဲဆုံမှုမှာသူ့ရဲ့ပြောဆိုမှုလေးပေါ့ ုံတော်လေးရဲ့မီဒီယာမှာတင်ထားတာကျွန်မတွေ့လိုက်ရတယ်။တွေ့လိုက်တော့နားထောင်ကြည့်တဲ့အခါမှာသဘောကျတဲ့အချက်လေးပေါ့။မြက်ကပွဲနီးလာတာနဲ့အများပါတီတွေနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကတော့လူလူကိုစီးအောင်မှုတွေမျိုးစုံရှိတာပေါ့။လူလူစိတ်ဝင်စားအောင်သူတို့လုပ်ကြတာဒါသူတို့ရဲ့ထုံးစံပဲ။ဒါပေမဲ့ဒီမှာဥက္ကီရဲ့အဲပြောဆိုမှုကသူတို့ပြည်ခိုင်မျိုးပါတီရဲ့ရှေ့လုံငန်းစဉ်ပြည်ခိုင်မျိုးပါတီရဲ့မူဝါဒတနည်းအားဖြင့်ပြည်ခိုင်မျိုးပါတီရဲ့ရည်မှန်းချက်လို့ပြောရလိမ့်မယ်ထင်တယ်။နော်အဲ့ဒီမှာအလောက်ကိုင်ခွင့်လန်းနေတဲ့ပတ်သက်လို့ပြောသွားတယ် เนาะလောက်ကခွင့်လဲဆိုအားလုံးကပြောတတ်တယ်เนาะရှေ့မှာဆိုကျွန်မတမောက်တင်းရေဆိုတာလက်ထက်ကရှင်းမယ်ခဲ့တယ်ဘယ်လောက်တက်ရှင်းမယ်ခဲ့ကျွန်မခဏခဏပြောဘူးလေเนาะ ဘလက်တန်စီမံကိန်းကနေပြက်သွားတဲ့ခါကြမှာလည်းရှိမှာဆိုလို့ရှိရင်ကလက်တန်မေးပဲဆောင်းလို့စီမံကိန်းလို့ထဝဲအထူးစီးပွားရေးဆောင်နော်ကချင်မှာဆိုလို့ရှိရင်လည်းထိန်ထုတ်ကံပိုင်းဒီထူးစီးပွားရေးဆောင်လို့အရာဝီမှာဆိုရွှေတုံးအိမ်ရာထူးစီးပွားရေးဆောင်အဲ့လိုမျိုးတွေအများကြီးရှိတာပေါ့မြို့သားဘက်ဆောင်အဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေပေါ့နော်20 20 30 20 50အဲ့ဒီလိုစီမံကိန်းတွေလည်းရှိရှိတဲ့ခါကျတော့အလက်ကန်ခွင်းလဲနဲ့ပတ်သက်လို့ပါတီတိုင်းနိုင်ငံရေးတမတိုင်းကအကောင့်ကြီးပဲလူတူးကြိုင်အောင်ပြောတယ်ဒါပေမဲ့ဥက္ကိညပြောဆိုမှုမှာဘာပါလဲဆိုရင် လူငယ်တွေအလုတ်ကန်ခွန်လန်ပေါ်စေဖို့အတမွေဝမ်းကြောင်းပညာကြီးသင်ကြားဖို့အတွက်သင်တန်းတွေဖွင့်နေပြီးကျောင်းတွေဖွင့်ပြီးသင်ကြားပေးမယ်တဲ့เนาะအထူးသဖြင့်မျိုးသမီးတွေပေါ့နော်မျိုးသမီးတွေတက်တော့မျိုးသားတွေတက်ပေါ့လူငယ်တွေအတွက်တမွေဝမ်းကြောင်းပညာသင်တန်းကျောင်းတွေဖွင့်ပြီးတော့သူ့ရဲ့အဲ့ဒီခဲတဲ့မှာပြောရတဲ့အကြိုက်ဆုံးချက်ကထမင်းစားလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေး ။မဟုတ်ခင်ကတော့ထမင်းစားလက်မှတ်လို့တုံးမသွားဘူး။ဒါပေမဲ့ဆိုလိုရင်ကတော့ထမင်းစားလက်မှတ်ပေါ့နော်။ဆိုတော့ကျမတို့မှာအလုတ်ကခွင်လန်းဖန်ပြီးဖို့အတွက်အသက်မွေးဝမ်းကြောင်းတင်ပေးမယ်၊ပညာတင်ပေးမယ်၊ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပေးကြောင်းလက်မှတ်တွေထုတ်ပေးမယ်။ဆိုတော့အဲ့ဒီလက်မှတ်တွေကလူငယ်တွေအတွက်ဒါထမင်းစားလက်မှတ်တွေ။ထမင်းစားလက်မှတ်တွေဘဝတစ်ဘဝလုံးမိမိတစ်ဘဝလုံးအတွက်အာမခံချက်ရနိုင်လောက်တဲ့ထမင်းစားလက်မှတ်တွေပေါ့ ဓိကကပညာရေးတက်ချင်တာမှာလက်မှတ်မရှိတဲ့အတွက်တိုင်ပတ်နေတဲ့ကျွန်တော်မြန်မာနိုင်ငံမှာလူငယ်တွေတဲ့အလုပ်ကံခွင့်လန်းတွေအတွက်တက်မွေးဝမ်းကြောင်းပညာတွေတင်တဲ့နေပွင့်ပြီးကျောင်းနေဖွင့်ပြီးတင်ပေးမယ်အဲ့ဒီထမင်းစားလက်မှတ်တွေထုတ်ပေးမယ်ဒီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တော်တော်ကြီးကိုမှ ဟတ်ထီပါရပေါ့နော်ကျွန်တော်ရေဟတ်ထီသွားပါတယ်ဆိုတော့ပါတီတိုင်းပါတီတိုင်းကတော့ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ပြောတတ်ကြပါတယ်အပြောနဲ့အလုံးနဲ့ညီပါစီလို့ပြောလင်းပါတယ်အပြောနဲ့အလုံးညီမညီရတော့စောင့်ကြည့်ရအောင်ပါပေါ့နော်နောက်တစ်ခုကကျမတို့ဘူလက်ဥလာဆွေဒီခံမျိုးပါတီဘူလက်ဥလာဆွေဥလာဆွေကအဲရေကောက်ပွဲမှာတဲ့ကျွန်တော်သားတကယ်လို့သူသားရေကောက်ပွဲမှာနိုင်ရဲလို့ရှင်သူနှစ်ချက်ကိုဦးစားပေးပြီးပြောပါတယ်နံပါတ်၁ကဇပုံနေရဲ့ဌာနချုပ်အမြင့်လန်တယ်ကျမတို့ကြိုက်တယ်ဘာလို့ဆိုတော့လက်ရှိအချိန်မှာပြည်သူတွေအကောင်လုံးပြောနေနေတာဘာကြောင့်မလို့ဇပုံနေဌာနချုပ်ကို တော်တော်ကမနှိမ်နှင်းလာလဲဆိုရဲမေးဖို့နေနော်ဥမာ KIA ဆိုလို့ရှိရင်လည်းတို့ရဲ့လိုင်းစားဌာနချုပ် KIA ဌာနချုပ်ကိုဘာလို့မေးမလန်းလာလဲဘုချုပ်စော်မင်းထွန်းပြောရဲခလုတ်လေးတစ်ချက်နှောက်ယုံပဲမှတ်ပုံတင်တင်ပြီးသားရှိရဲဆိုရင်မပညာရရှိတယ်ဆိုရဲဘာကြောင့်တပုံဌာနချုပ်ကိုမလုပ်တာလဲဆိုပြီးအားမလို့အားမရဖြစ်နေလက်ရှိကြောက်ပြူမှာရခိုင်နဲ့နော်တိုက်ပွဲတွေအေးအေးနဲ့တိုက်ပွဲတွေဖြစ်နေဒါဆိုလို့ရှိရင်အေးအေးတွေဌာနချုပ်ကိုဘာလို့မလုပ်တာလဲဆိုရဲအားမလို့အားမရမချစ်တင်ရဲ့အတန်လေးခြေခွဲနေတဲ့တန်လေးကြားရတယ်ဆိုတော့ဘယ်လိုလဲဆိုပြောဆိုမှု ရက်ကဝဲအတူနိုင်ရလို့သူ့မှာလုံပိုင်ခွင့်အာဏာရှိခဲ့မယ်ဆိုရင်နံပါတ်၁သဘုံနေရဌာနတို့တွေအမြင့်လမ်းမယ်နံပါတ်၂ကစစ်မှုထမ်းဥပဒေအတွက်အင်အားအလုံးရင်သိမ်းတဲ့အခြေပြုချာတို့လုပ်ပေးမယ်လို့ပြောပါတယ်အဲ့ဒီဒုတိယအချက်ကိုတော့ကျွန်မရှင်းဘာလို့လဲဆိုတော့ဒီခံပြိုးမှာကပါတီဝင်အင်အားကတန်းတဲ့အခြေပြုရှိတယ်เนาะပါတီဝင်အင်အားတန်းတဲ့အခြေပြုရှိရဲ့အဲ့ဒီအတွက်တကယ်လို့ဒီခံပြိုးက ခုလောက်လားဆိုတော့ပြောဆိုလောက်ပိုင်ခွင့်အမှန်တကယ်ရခဲ့မယ်ဆိုရင်ကျင်းပြပါဦးဒီစမှုထမ်းအတွက်အင်အားအလုံးကြီးရအောင်တို့ဆွဆောင်နိုင်နေမယ်လို့ကျွန်မယုံကြည်တယ်နော်ဆိုတော့ဒီတော့ဘူလောက်လားဆိုပြောသလိုဒီလက်ချက်ကိုအဓိကထားပြီးတို့လုပ်မယ်။နောက်တစ်ခုကျမ်းမာရေးတွေပညာရေးတွေဒီလက်စင်မရရှိရေးတွေကတော့နောက်တစ်ဆင့်အတိုင်းအေးချမ်းရင်အေးချမ်းသလိုလုပ်သွားမယ်လို့ဒါသူ့ရဲ့လူမှုကွန်ရက်မှာခြေထားလာတာတွေ့ရတယ်။ဒါလုံးလုံးတဲ့သူပြောဆိုမှုလူတို့နဲ့တွေ့ပြီးပြောဆိုရဲဆိုရင်တော့ဒါနိုင်ငံရေးအမှတ်ကံချက်ခရီးကိုဖြစ်သွားလိမ့်မယ်။ ဆိုဒီပုံစံအတိုင်းအမှန်တကယ်လုတ်ပေးမှသင်ချရင်အပြောနဲ့အလုံးနဲ့ညီမသင်ချရင်ကျိတ်တယ်ပေါ့ပြီးခံဖြိုးကိုအားလုံးကမဲပေးရွေးချက်ပါလိမ့်မယ်။မဲပေးပါလို့မဲတောင်းချင်မလို့တဲ့နဲ့ပြောနဲ့အလုံးနဲ့တော့အမှန်တကယ်ညီမယ်ဆိုရင်ကျိတ်တယ်ပေါ့ပြည်ဟန်မျိုးကိုလူလူကမဲပေးနိုင်မယ်။ကျမကိုယ်တိုင်လည်းမဲပေးမယ်။နော်ဆိုတော့တော့အပြောနဲ့အလုံးနဲ့ညီကြည့်ကြတယ်။နော်ဒေါ်အောင်ဆန်းစုကြည်ဆိုလည်းဒီလိုပဲဘာလို့ပါတီအစိုးရဖြစ်ချင်းပထမဆုံးလုံးမာကအမျက်ဆုံးစာချုပ်ကိုပြည်သူကိုချပြမှာပါ မြေဆုံစားချုပ်မှာစစ်တပ်ကဘယ်လိုမျိုးတွေလှုပ်ထားလဲဘယ်လိုသဘောတူညီချက်တွေလှုပ်ထားလဲဆိုတော့ကျမတို့မသိတဲ့အတွက် NLD ပါတီအစိုးရဖြစ်ချက်ပထမဆုံးလုံးမဲ့အလုပ်ကမြေဆုံစားချုပ်ကိုပြည်သူကိုချပြပါမယ်ဆိုပြီးတော့ကချင်ပြည်နယ်မြကျေးနားမှာကချင်ဝတ်စုံဝတ်ပြီးကချင်လူစုကိုတော်စုကြီးချင်းထက်တကယ်တဲ့အစိုးရဖြစ်တဲ့အခါကျတော့၅နှစ်လုံးလုံးမြေဆုံကြောင်းကိုတခွန်းမှမဟပဲနဲ့အတိတ်မေးသလိုရွှေပြောက်သလိုအယူကွက်နေပြီးတော့ညနေပြောင်တိုက်ခဲ့တဲ့အနေထားလေးရှိဆိုတော့အဲ့လိုမျိုးတွေကျမတို့မကြိုက်ဘူးအဲ့လိုမျိုးတွေကျမမကြိုက်ဘူးလူစုကို နိုင်ခံရေးဂရီကိုပေးရင်အဲ့ဒီပေးတဲ့ဂရီကိုတီအောင်ကျွန်တော်တို့လိုချင်တယ်။နောက်ဆိုတော့လက်ရှိမှာဘူလက်ဥလာဆွေရအဲ့လိုမျိုးတွေပြောတယ်ကျွန်တော်တို့ပြည်သူလူထုကကြိုက်တယ်။ဟိုအဲ့တွေပြည်သူကမဲပေးရွေးချယ်မယ်။အမေတကယ်လို့မဲပေးရွေးချယ်ပြီးရင်နောက်မှာအဲရှေ့ရတော့စားစုကြည့်လိုမျိုးအာနာလေးရလေးရပေါ့အတိတ်နဲ့တူလို့ရှေ့ပြောက်တူလို့ ਨੇ မျက်နှာပြောင်တိုက်ပြီးနေမယ်ဆိုလို့ရှိရင်လည်း ပေးထားတဲ့နိုင်ငံရေးကတိဥပဒေကိုမတည်ဘူးဆိုလို့ရှိရင်ပြည်သူကနေပြီးတော့လွှတ်တော်တဲ့ကပြန်ပြီးဆွဲထုတ်နိုင်လောက်တဲ့ right to recall ဖြုတ်ထုတ်ဥပဒေတည်းလည်းကျမတို့မှာလိုအပ်တယ်လက်ရှိမှာ UEC အနေနဲ့ကအဲ့ဒါကိုပါတစ်ချိန်တည်းပဲပြင်ဆင်ဖို့ပြုတ်ပြင်ဖို့လက်ရှိမှာအချိန်မီပြုတ်ပြင်ဖို့လိုပါတယ်နော်ပြုတ်ပြင်ပေးချိန်ကျမတို့ UEC အနေနဲ့ကလက်ရှိမှာ လွတ်တော်မတည်ပြည်သူကလည်းပြားထက်ဟိုပြည်သူကိုရွေးကောက်ပွဲတာလာဂတိကူကိုပေးပြီးတော့မတည်လို့ရှိရင်ပြည်သူကဖြုတ်ထုတ်နိုင်တဲ့ right to recall လို့ခေါ်တဲ့ဖြုတ်ထုတ်ဥပဒေကို UC ကလည်းစီမံပေးမယ်ဆိုရင်ကျမတို့တို့ကတိတ်ကိုမှဒါကောင်းမှာလေကျွန်တော်လက်ရှိမှာဘူလဲဥလားဆွဲလို့ပြောတယ်ဘီခိုင်ဖြိုးဥခင်းအဲ့လိုပြောတယ်အဲ့ဒီကျွန်တော်ကဘီခိုင်ဖြိုးကိုမဲပေးလိုက်မဲပေးလိုက်လို့ဘီခိုင်ဖြိုးကနိုင်ငံရေးဂတိကူကိုမတည်ဘူးဆိုရင်ဘူလဲဥလားဆွဲလဲကျွန်တော်တို့လွတ်တော်ရဲ့ဆွဲထုတ်တင်ထုတ်ရမှာပဲเนาะအဲ့ဒီအတွက် right to recall ဒီကနိုင်ငံရေးအာမခံအာမခံချက် တော့ချစ်ကြည်လို့ပဲရှာရိုးမရှိတိုင်းပြောပြီးတော့တကယ်တမ်းအာနာယရေရှုတာဖြစ်တဲ့အခါအတိတ်မိသလိုရွှေရတော်လိုနဲ့မျက်နှာပြောင်တိုက်တဲ့လူတွေလွတ်တော်တယ်ပါလာရင်ဆွဲထုတ်နိုင်မယ်ဥပဒေတည်းရဲ့လဲကျမတို့မှာလိုအပ်ပါတယ်နောက်တစ်ခုကကျပမှုတွေနှိမ့်နှင်းတဲ့အခါမှာနော်တဘုံဌာနကြောက်တွေနှိမ့်နှင်းုံနဲ့မပြီးဘူးနောက်တစ်ဆင့်အနေနဲ့ကမူးရစီပြတ်သလားတဘုံကြီးလက်ရှိမှာတိုင်းရသားလက်နက်ကိုင်းမိခန်းတဲ့အချမ်းဖတ်သမားတွေဘာကြောင့်တဆိုးရှင်နေသလဲ မိုးရစ်စေးအဲ့ဒီဘိန်းကိုနိုင်ငံရေးလက်နက်ပြီးအတုံးချနေကြလို့ဘိန်းနေဆိုင်တယ်ဘိန်းမောင်ကိုလှုပ်တယ်အလန်းနမောင်ကိုလှုပ်တယ်အဲ့ဒီကနေရလာတဲ့ငွေကြေးအကျိုးမြတ်နဲ့ EA ဝအမိခံတိုင်းရင်းသားလက်နက်ကအဖွဲ့အမိခံတပုံတွေကတဆိုးရှင်နေကြတယ်ဒါကြောင့်မို့မိုးရစ်စေးဝါနှိမ်နှင်းတိုက်ဖြတ်ရေးကိုနိုင်ငံတော်ဆင့်အမျိုးသားအဆင့်စီမံကိန်းအနေနဲ့လှုပ်ဆောင်ပေးဖို့လိုပါတယ်လှုပ်ဆောင်ပေးဖို့လည်းညွှန်လဲပါတယ်